။ငယ်ချင်းတို့ရေနေမကောင်းတာရဲ့ကြောက်ခုကြောင့်ရေဈေးအောင်သုံးရသားပါတယ်လို့အပြောရတာလို့ဝေးနီးရတကူတကပေါ့နော်။ဘဖက်ဒီမှာဘာဒီမှာလားဒလီလည်းသုံးရနာပါတယ်ရှင်။ဒလီလေးလည်းသုံးရနာပါတယ်။ဈေးလည်းဟိုပါနေလည်းမကောင်းလို့ပေါ့နော်ကြောက်ခုကြောင့်မို့လဲ။အဲ့ဒါပြောပါမြန်မြန်လေးရှင်းပေးပါလို့အသုံးရနာပါတယ်လို့ဒလီလေးလည်းနာပါတယ်အကုန်နာပါတယ်ရှင်။အတိတော့တကယ်ချင်းလည်းပြောရပါ အားလုံးပဲမင်္ဂလာပါဗျာဖက်တီးမှာတံမြာတိတုံးနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းလိုင်းပေါ်မှာသတင်းတစ်ခုထွက်နေပါတယ်ဖက်တီးမှာတံမြာတိတုံးရောင်းခွင့်ပိတ်ခံထားရတယ်လို့သိရတယ်ဖက်တီးမှာတံမြာတိတုံးကကျမရေးနဲ့မညီညွတ်ဘူးဆိုပြီးတော့မြန်မာနိုင်ငံ FDA နဲ့စီပင်နဲ့ပေါင်းပြီးတော့ရောင်းခွင့်ပိတ်သိမ်းလိုက်တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်အကိစ္စနဲ့ပတ်သက်ပြီးတော့ဖက်တီးမှာရဲ့အမာဂန်ဖန်တွေဖက်တီးမှာရဲ့တံမြာတိကိုကြိုက်တဲ့သူတွေ ဖတီမာကိုအားပေးတဲ့သူတွေဂျားထဲမှာကြက်တွေထပြီးတော့ပွဲဖြစ်နေပါတယ်။ဘာဖြစ်လို့ပိတ်သိမ်းရလဲ။ဘာကြောင့်ဒီလိုမျိုးရောင်းခွင့်ပိတ်သိမ်းရလဲဆိုတာကိုတော့အတိအကျဘယ်သူမှမသိရသေးပါဘူး။ကောလာဟာလာလားအမှန်တကယ်လားဆိုတာကိုလည်းတိတိကျကျမသိရသေးဘူး။ဖတီမာဘက်ကမခံမရနိုင်ပဲဝိုင်းဝန်းပြောဆိုကြတာတွေလည်း line ပေါ်မှာ ပြန့်နှံ့နေပါတယ်။အဲ့ဒါလေးတွေကိုကျွန်တော်တို့အရင်ကြည့်ပြီးတော့အဖြေရှာကြရအောင်ဗျာ။ FDA နဲ့မကိုက်ညီလို့ဆိုမှ ပိတ်ခိုင်းနေဆိုပြီးတော့လေဒီ TikTok နဲ့ Facebook ပေါ်မှာတက်နေရပေါ့နော်အာတကယ်လားဟုတ်မဟုတ်တော့တခြားတော့မသိဘူးပေါ့နော် Facebook နဲ့ TikTok မှာတော့တော်တော်လေးတက်နေရပေါ့နော်ခလောက်ငါသူရဲ့ TikTok အကမှာတင်ထားတာကြာလေသူကတော့သူနေမကောင်းချင်တာနဲ့အကြောင်းမျိုးမျိုးချောင်းရယ်ဒီလိုမျိုးပေါ့နေရဲ့၃ရက်အင်္ဂါနေ့ကနေစပြီးတော့ပိတ်ထားမယ်လို့တော့ပြောတာပေါ့နော်အင်္ဂါနေ့အ3ရက်ပေါ့နော်တလီတလီတွေရောပိတ်မယ်ပေါ့နော်အာတလီတွေရောနားထားတာပေါ့နော်သူကတော့အဲ့လိုပြောထားတာပေါ့နော် ဒီတော့မှာကြာ FDA တို့ CBN တို့ကြောင်းတို့ပါတော့ညာတို့အမျိုးတွေရေးထားကြပါဘောเนาะချိုးကြရလဲဒီလုပ်ငန်းသူရဲ့လူချင်းချင်းကတိုင်ကြတယ်ပေါ့ဒီကျဲမကြီးနဲ့မကိုက်ညီဘူးပေါ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့လိုကြီးတိုင်ကြပါဘောเนาะအဲ့လိုကြီးဂျာမိုပိတ်ပိတ်ခံရပေါ့အမှန်တော့လေ street food သူအဲ့ဒီလမ်းမေးစားစားပေါ့เนาะလမ်းမေးစားစားတော့တော်တော်များတော့ကြိုက်တဲ့လူကတော့စားမှာပဲလေเนาะအင်းကြိုက်တဲ့လူကိုကြိုက်ရင်ကိုစားပေါ့ ကဟိုတယ်စားပဲကြိုက်တယ်ဒီလာဆွေဇန်နဲ့အစားအစာပဲကြိုက်တယ်ဆိုင်ကောင်းနေရပဲကြိုက်တယ်ဆိုရင်ဆိုင်ကောင်းစားကြပေါ့နော်လမ်းမစားစားတော့တည့်ရတိုင်းဒီ street food ပေါ့နော်ဒီနေရာတွေကတည့်ရတိုင်းပဲလေတရားရခိုင်နှုံးကတော့ဘယ်သူကတော့အရန်တန့်ရှင်တက်ရပါတယ်ဟိုတယ်လိုမျိုးအဲ့ဒီလက်အိတ်တွေနဲ့တက်မလားဘယ်လိုပြောမလဲအရန်ကမှပြောတတ်တော့ကွာတက်မလားဒီတတိအစားအစာရဲ့လိုမျိုးအဲ့လိုမျိုးတန့်ရှင်ပါဘယ်သူကတော့အမခံပါလဲတည့်ရမလားအဲ့ဒါကိုတည့်မလားဟောအဲ့ဒါကိုမတိတတ်ဘူးအခုကြောက်အချင်းချင်းမနာလို့လို့ တိုင်းကြရဲ့လို့ပါလို့ပြောကြရပဲပေါ့နော်။ တယ်လို့ရင်ဖတိမအချင်ပေါအကြောင်းလေးသိပြီကြပါလားရှင်ဥပိတ္တဒရဲ့ဖတိမအချင်ပေါဆိုရင်မတည့်ရသူခက်ချာချာပဲပေါ့နော်အခုဆိုရင် तू ကဘလို့ဖြစ်သွားလဲဆိုရင်ပေါ့နော်အေးသူ့ရဲ့အချင်ပေါကိုလုံးဝမနာလို့သူရဲ့အငုံစိတ်တွေပေါ်လာပြီပေါ့နော်ဘလို့တွေဖြစ်လာလဲဆိုရင်ပေါ့နော်သူဆိုရင်အခုမှစီးပွားရေးအဆင်ပြေတာကြပါပေါ့နော်တလားတနေ့ဆိုရင်စိတ်သိမ်းလောက်ရောင်းရတယ်ငွေကြီးပြောထားဆိုရင်ပေါ့နော်အခုမှအဆင်ပြေပြီးတော့အကျွေးကျင်ကိုမျှော်မှန်းထားလို့မနာလို့သူမနာလို့သူရဲ့လူစုကြောင့် तू ဆိုင်ပိတ်ခံရတယ်ပေါ့နော်ဘလို့ပိတ်ခံရတာလဲဆိုရင်ပေါ့နော်မင်းညာကမင်းညာကပဲတဲ့အတ္တီထောက်ကအတ္တီသမားတွေနဲ့စီပင်ရောင်းကသူရောက်လာတယ်ပေါ့နော်သူ့ရဲ့အချင်ပေါကိုချမ်းမိုင်နဲ့မငြင်းညစ်ဘူးဆိုပြီးတော့အဲ့လိုမျိုးပြောပြောပေါ့နော်မနာလို့သူရဲ့တိုင်လို့ ့သူအခုဆိုရင်ဆိုင်လေးပေးရတော့မယ်ပေါ့နော်အခုဆိုရင်မယောင်းကိုလည်းပြောထားတယ်တဲ့ဆိုင်ပေးဖို့ရမယောင်းကိုလည်းအတိပေးချောင်းပြောထားတယ်ပေါ့နော်အဲ့လိုပဲပေါ့နော်လူတွေရဲ့ဟိုဘယ်လိုပြောမလဲလူတွေရဲ့အတွေ့အစကအရန်စားဖို့ကောင်းတယ်ပေါ့နော်အောင်မြင်တော့မယ်ဆိုရင်အောင်မြင်နေပြီလုံးဝဟိုသိမလားအရန်ရောင်းလဲအောင်မြင်နေပြီဆိုလုံးဝမနာလို့သူတွေအရန်ကိုပေါ်လာပြောတာပေါ့နော်ဒီမှာမဟုတ်တဲ့အချိန်ပေါင်းလေးတောင်မှလိုက်ပြီးတော့ဝေဖန်နေပေါ့နော်အဲတချို့ဆိုရင်လည်းမစားကြည့်ပဲနဲ့မကောင်းဘူးဘာညာဆိုပြီးနှိတ်ချတယ်ပြောကြပေါ့နော်သူနဲ့အဲပြိုင်ဘက်မနာလို့သူတွေကတိုင်ကြတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်သူအခုဆိုရင်ပေါ့နော်လူပြောက်ရဲ့စီးပွားရေးကအရန်ကိုပြတ်သွားပြီပေါ့နော်အဲ့လိုပုံစံဖြစ်သွားပြီအဲ့တော့ ဒါကကောလာဟာလာဆင့်မှာပဲရှိပါသေးတယ်တီတီတကြဘသူမှတော့မသိသေးဘူးဘာကြောင့်ဖတီမအချင်းပေါင်းကို ရောင်းခွင့်ပိတ်သိမ်းရတယ်ဆိုတဲ့အကြောင်းကိုတီတီကြကြမသိကြသေးပါဘူးဓမ္မိစာဖြစ်တဲ့အတွက်တန်ရှင်းမှုအားနဲ့တာတော့အမှန်ပဲဒါပေမဲ့စားခြင်းတဲ့သူတွေကြိုက်တဲ့သူတွေကလည်းစားနေကြတာပါပဲအဲ့ဒါကြောင့်လဲဖတီမရှင်ပေါင်းဆိုပြီးတော့နာမည်ကြီးနေတာဖြစ်ပါတယ်။တနိုင်ငံလုံးမသိတဲ့သူမရှိသလောက်ကိုဖြစ်နေတယ် ဒါပေမဲ့မနာလိုတဲ့သူဆိုတာတော့နေရာတိုင်းမှာရှိတယ်။အောင်မြင်လာရင်မနာလိုဘူးဆိုတာတော့ရှိတယ်။မြန်မာပြည်မှာကတော့ပြောင်းလိုက်ချလိုက်အမြင့်တင်ပေးလိုက်ဆွဲချလိုက်ဒါမျိုးကတော့ကြုံရမှာဖြစ်ပါတယ်။ဒုတိယဝိုင်းချုပ်မလိုမျိုးဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့နောက်ဗီဒီယိုလေးကိုလည်းဆက်ကြည့်ရအောင်။နင်တို့ဟာမဟုတ်တော့ဖတိမအရှင်တို့တမယာတိတို့ကျမကြီးနဲ့မညီညွတ်ဘူး။လက်ခံတယ်။လက်ခံတယ်ဆိုတာ ဘယ်သူမှလည်းအဲ့ဒါကြီးကို overload ထိအောင်ဘယ်သူမှမစားဘူးဟိုဈေးနှုန်းရအတွက်ကျင်လည်းဈေးကြီးတယ်လို့ပြောလို့ရတယ်အမှန်အခြေခံလူတန်းစားအနေနဲ့အဲ့ဒါဈေးကြီးတယ်လို့ပြောလို့ရမယ်အဲ့ဒါလည်းလူတန်းကလည်းစားကျင်နှုန်းတဲ့ညီးကြည့်ရှင်နာရဲ့တစ်တော်ဆော့ကျင်နာရဲ့ကြောင့်ဝေကြတာဒါပေမဲ့အဲ့ဒါကျတော့ကျမကြီးနဲ့မညီညွဖို့ဆိုဒီရက်ပိုင်းလေးကိုတမားကိုကျတော့အရာပိတ်တယ်သူကအင်မတန်ကျမကြီးထိခိုက် ဟိုဝင်သွားလိမ့်မယ်အဲ့ဒါပဲအဲ့ဒါပဲနော်နောက်ကြလို့ရှိရင်သူ့ရေးပုံကြလိမ့်မယ်ဒါပဲဟုတ်တယ်နော်အဲတယုတ်ဒီရဝင်နေတဲ့မုံနေအိုက်ကဝင်နေတဲ့မုံနေကြတော့ခေါ်ကြတော့စိုးစေးတွေနဲ့လीကော်မုံနေလीကလေးတွေကိုဘေးဖြစ်တာလीအဲ့ဒါကြတော့နှစ်တီရှိနေဘယ်မအေလိုမှမမြင်ဘူးလားဘယ်ကောင်မှမမြင်ဘူးလားမင်းတို့ FDA တွေ FFA တွေ ဟမ်မငင်ညာဘူးလားစားသုံးသူရေရာတွေမငင်ဘူးလားကလေးတွေအဲ့ဒါမှအခုစားနေတာလူကြီးတွေအဓိကဖတီးမအချင်းမောင်းကစားနေတာလူကြီးတွေအဓိကကလေးမစိနောင်လေးမစားဘူးအဲ့ဟိုဟိုစိနာရှိရဝင်တဲ့မုံနေရကလေးမစိနောင်လေးတွေကနေမှဟိုအတက်ရွယ်တစ်ခုအထိ team h level အထိအောင်အဲ့ဒါကြီးစားနေကြတယ်အဲ့ဒါပို့ယူတော့ အန္တရာယ်ရှိရမဟုတ်ဘူးလားညင်နိုင်ရလှန်ဆိုင်ရင်တို့မှာအစ်စ်နိုင်နိုင်နိုင်မြင်နေငါလည်းအရင်မောင်ကြောင်ငါလည်းအရင်သုံးမကြိုက်ဒါပေမဲ့နှစ်နှစ်ပါပါဝန်နေနေပြီးပြီးတော့ဟိုဟိုစီပင်ရေးရာနဲ့ကိစ္စနာပတ်သက်တာဆိုလို့ရှိရင်လည်း အဲ့လိုညူးနဲ့သွားလေစီညင်းဥပဒေပေါင်းနဲ့အခုကနိုင်တဲ့စီနင်းလုတ်နေရလေဟုတ်တယ်နော်လူတွေမရမ်းရမ်းအောင်မလုပ်နဲ့အဲ့ဖဒီမတော့ငါလည်းမစားဘူးငါလည်းအရင်ပြဲဦးဒါပေမဲ့မဟာမတရားအနိုင်ကျင့်တာကြာတော့ငါလည်းလက်မခံโอเคဟုတ်ကဲ့ပါဗျာဖဒီမတံမြာတီးတုံးနဲ့ပတ်သက်ပြီးတော့ဒီပင်နဲ့ FDA နဲ့ပေါင်းပြီးတော့ရောင်းခွင့်ပိတ်သိမ်းနေဆိုတဲ့ကိစ္စကဟုတ်ချင်မှလည်းဟုတ်မယ်။ဒါပေမဲ့ဖတီမာဘက်ကမခံမရနိုင်ဖြစ်တဲ့သူတွေကတော့ line ပေါ်တက်ပြီးတော့ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ် open ကြိုက်လို့ဖတီမာရှိမှာစားတာပဲဖြစ်ဖြစ်တံမြာတီးကြိုက်လို့အချင်းကြိုက်လို့စားတာပဲဖြစ်ဖြစ်ဖတီမာတံမြာတီးတုံးနဲ့ပတ်သက်ပြီးတော့ပြဿနာရှိနေတာတော့အမှန်ပါပဲ။ဒါကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ โอเคပါအခုလိုမျိုးအောင်မြင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအမခံချက်ဆိုတာမျိုးကဘာမှမရှိပါဘူးဝိုင်းချုံမှာအကျော်ဆိုင်တော့ကလည်းအဲ့ဒီလိုပဲအခုပတိမတံမြာတိတုတ်လဲဒီလိုမျိုး ပုံစံတူအဖြစ်မျိုးလာတာပါပဲโอเคပါဖတီမတံမြာတိတုတ်နဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ပြီးတော့ဘလို့တည်င်းနေဖြစ်လာမယ်ဘလို့အကြောင်းအရာတွေဘလို့ပြဿနာတွေရှိလေလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ကွီးဆိုပါကျေးဇူးတင်ပါတယ်